မင်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာပြည်သားညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနိုင်ဆုံးအပူချိန်များမှာနေပြည်တော်မှာ20ဒီဂရီဆဲလ်စီယံ68ဒီဂရီဖာရင်ဟိုက်၊ရန်ကုန်မြို့မှာ22ဒီဂရီဆဲလ်စီယံ82ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ20ဒီဂရီဆဲလ်စီယံ68ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖန်ယူရရှိတဲ့ပုံအရမင်္ဂလာပင်လေအော်မြောက်ပိုင်းနဲ့အရှိအလဲပိုင်းတို့မှတရင်နေငယ်ဖြစ်ထွန်းနေပြီကပလီပင်လေဖြစ်နေကျမ်းမင်္ဂလာပင်တော်တို့မှတရင်တင်တင်မှာတင်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာတင်အတင်အတင်ဖြစ်ထွန်းနေပြီကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတင်အနှင်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ် ်ပင်္ဂလာပင်လေရောအခြေအနေကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွားကြများအောင်ပင်္ဂလာပင်လေရောအနောက်တောင်ပိုင်းတိတိလင်္ကာနိုင်ငံကန်လွန်မှာဖြစ်ပေါ်နေတဲ့လေပြင်းရနေကြုံအောင်ပင်္ဂလာပင်လေရောအနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်စပ်လျက်ရှိတဲ့တိတိလင်္ကာနိုင်ငံကန်ယူနန်တို့ရောက်ရှိခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်အဆိုပါလေပြင်းရနေကြုံဟာနောက်24နာရီအတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းကြီးစွာရွေလျားနိုင်တယ်လို့ခန့်မှန်းရပါတယ် မြန်မာပင်လယ်ပြင်မှာမြဝကျွန်းပေါ်မုဒ္ဒမာကွေမွန်တနင်္သာရီကံယူတဲ့လျှောက်နဲ့ကံလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေးပြင်းများကြာရောက်ပြီးလိုင်းအသင်အတင်မှာလိုင်းကြီးနိုင်ပါတယ်မိုးသက်လေးပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို25မိုင်မှာမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လိုင်းအမြင်မှာမြဝကျွန်းပေါ်မုဒ္ဒမာကွေမွန်တနင်္သာရီကံယူတဲ့လျှောက်နဲ့ကံလွန်ပင်လယ်ပြင်တို့မှာခုနှစ်ပေမှာ5ပေခန့်ရှိနိုင်ပါတယ်ကျန်မြမပင်လယ်ပြင်မှာလိုင်းအသင်အတင်ရှိပါမယ်လိုင်းအမြင်မှာ ရခိုင်ကန်ယူနယ်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ6ပေမှာ10ပေခန့်ရှိနိုင်ပါတယ်။ဒီကနေ့ညနေအထိခံမှန်းချက်များအနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့မြေပြည်တော်တို့မှာအများအားဖြင့်တာယာပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ် မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်နဲ့အင်အားဝတီတိုင်းဒေသကြီးတို့မှာတင်အတင်အတင်ဖြစ်ထွန်းပါမယ်။နေပြည်တော်နဲ့အနီးတဝိုင်းအတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခမ်းမန်းကြမောင်းအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးအပူချိန်မှာ30ဒီဂရီဆဲစီရဲ90ဒီဂရီဖာရင်ဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတဝိုင်းအတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာ နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် နောက်နေရအတွက်ခမန်းကြမြအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအင်အာရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်နေမိုးလီဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်